ပရိသတ်များလုံးမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဘလို့အကြောင်းအရာဖြစ်မလဲဆိုတော့နျူကလ িয়ার စကန်တွေကိုကြီးကက်လာတယ် UFO ဂျိုသားလေယာဉ်ပြန်များသို့မဟုတ်အမေရိကန်နိုင်ငံပင်တယ်ကွန်းအောင်ထိ ंछ ုံမရတဲ့စစ်ပွဲကြီးတစ်ခုအကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကမ္ဘာအကြီးဆုံးစင်ရာကြီးနိုင်ငံတွေဟာရန်သူတွေရဲ့ချိန်ချောင်းမှုကိုရင်ဆိုင်နေရတယ်လို့ကျွန်တော်တို့ထင်နေချိန်မှာပဲအမေရိကန်နိုင်ငံပင်တယ်ကွန်းအောင်ထိ ंछ ုံမရတဲ့အမြင်ရတဲ့စစ်ပွဲတစ်ခုဟာပြိုဝဲနျူကလ িয়ার စကန်တွေကိုကြီးကက်နေတယ်ဆိုရင် မိတ်ဆွေတို့ဘယ်လိုခံစားရမလဲဒီစကားအခြားသူပြောထားတော့မဟုတ်ပါဘူး2025ခုနှစ်အတွက်အော့စကာဆန်ကလင်စေရင်ဝင်ရုပ်ရှင်ထဲမှာအမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးမာကိုရူဘီပြောခဲ့တာပဲဖြစ်ပါတယ်မာကိုရူဘီကဘာပြောခဲ့လဲဆိုရင်ယူကရိန်းလက်နက်တွေထားရှိတဲ့ကန့်သက်ဆုံးဝင်မှာတခုခုရှိနေတယ်ဆိုတဲ့သတိပေးချက်တွေကျွန်တော်တို့အချိန်ပေါင်းများစွာရရှိခဲ့ပါတယ်အဲ့ဒီရာဝတ္ထုကကျွန်တော်တို့စီကမဟုတ်ပါဘူးသူတွေစစ်လို့လိုက်မှလည်းမသိပါဘူးလို့ထုတ်ပြောခဲ့တာပဲဖြစ်ပါတယ် သူယူညွန်လာတော့အမေရိကန်မြောက်ပိုင်းမင်းနီမန်3တိုက်ချင်းပြတုံးကြီးများဖြန့်ကျက်ထားတယ်။ဝိုင်ရိုမင်၊မွန်တာနာ၊နောက်တာကိုတာပြည်နယ်တွေရဲ့စကန်တွေကိုပြောတာပဲဖြစ်ပါတယ်။အဲ့စကန်တွေမှာဘသူယမန်မသိတဲ့ UAV တွေနျူကလ িয়ার ဇုံဝင်ရောက်လာတာအမေရိကန်မျိုးသားလုံချင်းတွေကကြီးမားတဲ့စိတ်ကောင်းမှုတစ်ခုဖြစ်နေပါပဲ။ဒါကြောင့်ကျွန်တော်တို့ဒီဗီဒီယိုလေးထဲမှာအဲ့ဒီအကြောင်းအရာတွေကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုလည်းအမြဲကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့လည်းတောင်းဆိုလိုက်ပါရစေဗျာ။ ကဲဒါဆိုတော့ဗီဒီယိုလေးပြန်ဆက်ရအောင်ပထမအောင်ဆုံးအနေနဲ့စစ်ကမ်းများပေါ်ကအနောက်ရှက်တွေကိုပေါ်ပြပေးပါမယ်1985ခုနှစ်အော်တိုဘာလနဲ့နိုဝင်ဘာလဆန်းမှာမွန်တာနာပြည်နယ်ရှိ Western Leaders ကမှထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီစခန်းအမေရိကန်တိုက်ချင်းပြတုံးကြီးအစင်းတရာကိုထိမ့်သိမ်းထားရနေရာလေးဖြစ်ပါတယ်လုံးကြုံရေးတက်ချက်တွေကကောင်းငင်ညမှာစကန်စီကိုဥတီလာတဲ့မိအောင်တွေကိုတွေ့ခဲ့ကြရလို့ပြောခဲ့ပါတယ်။အဲ့ဒီညမှာပဲ ဒေတက်ဒုတိယပုံမူရောဘတ်ပေရှားကဘောလုံးဝင်တခွင်းစာများအရွယ်စားရှိတဲ့အမျိုးအမည်မသိတဲ့လင်းရင်မြန်ကြီးတစ်စင်းဟာဒုံးမြန်ထိန်းချုပ်ခန်းပေါ်မှာတိတ်နေစွာပြတ်တန်းနေတာကိုတွေ့မြင်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။နောက်ပိုင်းမှာနိုရက်ဂျီရာတွေကဒီလင်းရင်မြန်ကိုခြေရခန်းခဲ့ပြီးတော့ F106 တိုက်လင်းရင်တွေဆေးလွတ်ခဲ့ရပါတယ်။ဒီ UAV ကအမြင့်ပေ9000ကနေအမြင့်ပေ15550ကျောင်းမှာလှုပ်ရှားနေခဲ့ပြီးဒီလိုဖြစ်ရမျိုးဟာတည်င်းနှစ်ပတ်နေပါတည်းအောင်ကြာမြင့်ခဲ့ပါတယ်။2004ခုနှစ်တုန်းကစစ်သင်္ဘောတွေက ကယ်လီဖိုးနီးယားကမ်းလွန်မှာတက်တက်ပုံစံ UAV နဲ့ဂျုံခဲ့ရပါတယ်။ FA-80 တိုက်လေယာဉ်မှူးတွေတွေ့ခဲ့တဲ့ဒီယာတွေဟာအဖြူရောင်ပေ40ခန့်ရှည်လျားပြီးတော့အတောင်ပံပတင်းပေါက်အင်ဂျင်လုံးဝမပါရှိပါဘူး။ပင်နယ်ကူကမှာအတီးပြုခဲ့တဲ့ FLIR-1 ဗီဒီယိုမှာဒီတက်တက်လေမြင်လျင်မြန်စွာရှည်လျားပုံတွေကိုတွေ့မြင်နိုင်ပါတယ်။ USS Dedo Reserve တင်းမောမှာလည်း2014 2019တွေမှာဗီဒီယိုတွေမှတ်တမ်းတင်နိုင်ခဲ့တဲ့ UAV နဲ့နေ့စဉ်ကြုံတွေ့ခဲ့ရပါတယ်။ဒီလေမြန်တွေကလေပြင်းကြားမှာတော့တည်ငြိမ်စွာရပ်တန့်နိုင်ပြီး အချို့ပုံစံတွေကတော့ twin form မြင်နေတဲ့ဆလုံးအတွင်းမိခိုးရောင်ကုပါတော့ထည့်ထားတယ်လို့ပုံသဏ္ဍာန်ရှိတယ်လို့လေသွေးရဲတွေကအစီရင်ခံခဲ့တာကိုလည်းတွေ့ရပါပဲဗျာ။နောက်တစ်ချက်အနေနဲ့ကမ္ဘာအပြင်ဆုံး hellfire ဒုံးကြီးတွေတော့အရောမရွေးတဲ့ UAV အကြောင်းကိုပြောပြပေးပါမယ်။2024ခုနှစ်အောက်တိုဘာလမှာဖြစ်ခဲ့တဲ့ပင်လယ်မြေဖြစ်စဉ်ကတော့ကြီးမားသောတပ်တွေတစ်ခုလို့တော့ပြောလို့ရပါတယ်။အမေရိကန်ရဲ့ Leader M29 Reaper တိုက်ခိုက်ရေးဒရုန်းတွေဟာလုံးဝနဲ့ UAV တစ်စုံ hellfire ပဲ့ထင်းဒုံးကြီးနဲ့ပြစ်ခတ်ခဲ့ပါတယ်။ မိခင်အောက်လွှတ်တော်မှာစုံစမ်းကြနာခဲ့ရမှာတော့အမတ်အရစ်ပါလီဆန်ကဒီအရာဝတ္ထုဟာဒုံးကြီးထိမှန်ခဲ့တော့လေပျက်စီးယုံယုံသွားခြင်းမရှိဘဲနဲ့ဆက်လက်ပြန်တန်းသွားရလို့ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ဒီဖြစ်ရတဲ့အမေရိကန်ကိုမင်းကွန်းကြီးတစ်ခုမင်းကွန်းထုတ်စေခဲ့ပါတယ်။ဒါတွေကကမ္ဘာပြင်ပကလားဒါမှမဟုတ်တရုတ်ရုရှားတို့ရဲ့လက်ရှိကမ္ဘာနည်းပညာတဲ့စာပေါင်းများစွာပါလွန်တဲ့ဒုံးကြီးတန်ဝန်ခံနိုင်ရှိတဲ့လက်နက်စမ်းတွေလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ဘသူပဲဖြစ်ဖြစ်နိုင်ငံရဲ့အမှုသားလုံခြုံရေးကိုအကြီးအကျယ်ချိန်ချောင်းနေပြီလို့ ူတို့ကခံယူထားကြပါတယ်။ဒီနေရာမှာတမနာရဲ့ထက်ဆိုချက်ကပွင့်လင်းကိုအချိန်တန်ပြီးလို့ပြောလို့ရပါတယ်။ဒီ UFO UAV ဖြစ်စဉ်တွေဟာစစ်ဘက်နဲ့အရက်ဘက်ရာစုနှစ်ချီရှိနေကြတာပါ။မင်းကတမနာဟောင်းနေမှာမြင်တွေ့ကြရတဲ့အဖြစ်ရည်တွေလို့ပြောလို့ရပါတယ်။ဒီအကြောင်းတွေကိုဥပမာနဲ့ကျွန်တော်တော့ပြပေးပါမယ်။နံပါတ်1ဥပမာနဲ့ပြောမှဆိုတော့ဂျီမီကတ်တာ39ရောင်းတမနာပဲဖြစ်ပါတယ်။ရှီတက်နျူကလ িয়ার အင်ဂျင်နီယာဟောင်းဖြစ်တဲ့ကတ်တာဟာ1969ခုနှစ်က ဓာပြေဝင်လို့တောက်ပတဲ့စက်တန်လုံးဝမထွက်တဲ့အခိုင်အမာတူးတယ်မရှိတဲ့အရာဝတ္ထုကို10မိနစ်ခန့်တွေးခဲ့ရပါတယ်။သူဟာသမဏဖြစ်ရင်ဒီအချက်တွေကိုထုတ်ပေးမယ်လို့ဂတိပေးခဲ့ပေမဲ့လေကာကွယ်ဌာနရဲ့ထိတ်တန့်လို့ပဲဂျိုဒုစီမံကိန်းများနဲ့ဆက်ဆက်နေလို့ဂတိကိုအကောင့်ထဲမှာပုံနိုင်ခဲ့ပါဘူး။ဥပမာနံပါတ်2ကတော့ Ronald Reagan 40ဦးမြောက်သမ္မတပဲဖြစ်ပါတယ်။ရီဂန်ဟာအုတ်ချုပ်ရည်မှုဘဝတုန်းကတောက်ပဆူးရှားရဲ့အလင်းအောင်တစ်ခုသူ့လေယာဉ်နားမှာခောက်တို့ခောက်ပြန်ရွေလျားနေတာကိုမြင်တွေ့ခဲ့ရပြီးတော့လေယာဉ်မှုကပါအတီးပြုတ်ခဲ့ပါတယ် ီလိုစစ်ပန်းနဲ့နိုင်ငံရေးကောင်းဆောင်တွေကတော့အတီးတူထားတဲ့ဖြစ်စဉ်တွေရှိနေတဲ့အတွက် UAV UFO လို့ခေါ်တဲ့ချိုသားလေယာဉ်တွေကိုမျက်ရည်ပြုတ်နေရုံနဲ့မပြီးတော့ပါဘူး။တတအားဖြင့်နှစ်တန်းပေါင်း3.8ဘီလီယံရှိတဲ့စကြဝဠာထဲမှာကျွန်တော်တို့လူသားတွေထဲစောပြီးတော့ထုံးငှခဲ့တဲ့တက်ရှိတွေရှိနိုင်နေဆိုတဲ့ဖြစ်နိုင်ရည်တွေကိုကျွန်တော်တို့ပုံသေးကားချင်ညင်းလို့မရပါဘူး။စီရီးယားချင်းချောင်းမှုတွေကြီးမားလာတဲ့ချိန်မှာပင်ဒဂွန်ထိန်းချုပ်မြရတဲ့ဒီဗီဒီယိုကိုအဖြေရှာဖို့ပွင့်လင်းစွာစူးစမ်းလေ့လာဖို့အချိန်တန်ပြီးဖြစ်ကြောင်းပြောပြရင်းနေပဲဒီဗီဒီယိုလေးကိုဤကုန်းချုပ်လိုက်ပြပါသေးဗျာ မိဆွေတို့ဘလို့မြင်ပါလဲတကယ်ပဲဒီ UFO ချိုးသားလေရင်တွေဟာကမ္ဘာမြေကြီးကိုကြာရောက်နေပြီလားအမေရိကန်ရောတကယ်မြင်ရတာလဲဘာကြောင့်လှုပ်ဝှက်တာလို့ထင်ပါသလဲမိဆွေတို့အမြင်လေးတွေလည်းကွန်မတ်မှာမျှဝေပေးခဲ့ကြပါဘောဗျာခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဘိုးသူရရစရာဗီဒီယိုလေးတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့ကျွန်တော်တို့ရဲ့ knowledge library channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့ဘေးနာ notification လေးကိုနှိပ်ခဲ့ပေးပါဦးခင်ဗျာ